အားသာဝါလာရှိညီကိုမောင်လမများအလုံးပဲမင်္ဂလာမနက်ခင်းပါခင်ဗျာမတ်လ23ရက်နေ့နောက်ဆုံးရအာဆင်နယ်မနက်ခင်းသတင်းလေးပုဒ်ကိုကျွန်တော်တို့တို့ကကြည့်လိုက်ရအောင်ပထမဆုံးနေ့ဘုတ်ကို Sport Wish ကဖော်ပြထားတဲ့နွေရာသီမှာအလွတ်ပြောင်းရွှေ့ခြင်းနဲ့ရနိုင်တဲ့တိုက်စစ်ကစားသမားတူနဲ့ကျွန်တော်စဖွင့်လိုက်ရအောင်တိုက်စစ်ကစားသမားတွေကအလွတ်နဲ့ရမယ်ဆိုတော့ ဂျိုနသန်ဒေးဗစ်ပဲရှိတယ်။အဲ့လို့ဆိုတော့ပြင်သစ်လီဂူဝမ်ကလပ်လိုင်းလီအသင်းရဲ့တိုက်စစ်အထောင်ကစားသမားဖြစ်တဲ့ဂျိုနသန်ဒေးဗစ်ကိုလက်ရှိချိန်မှာထဲထဲဝင်ဝင်ဆွေးနွေးနေတဲ့ကလပ်သင်းက၃သင်းရှိဆိုပြီး Sport Witch နဲ့ကဖော်ပြသွားတယ်။အဲ့ဒီ၃သင်းကတော့ United, Arsenal, Spa သူတို့ကတော့ကစားသမားဟိအေဂျင့်နဲ့ဆက်သွယ်ချိတ်ဆက်ပြောဆိုမှုတွေမကြာခဏလုပ်နေတယ်။ဒီလိုပဲနောက်ထပ်၃သင်းကလည်းဒီချင်းတွေကိုစောင့်ကြည့်နေရရှိတယ်။အဲ့ဒါကတော့ Watson, Jupinder, Tico ီကိုဆိုတာအက်တလက်တီကိုမက်ထရစ်ပေါ့လေအဲ့တော့ဒီကစားသမားကိုနွေတီချိုင်းရဲ့အလွတ်နဲ့ရမှာဖြစ်တဲ့အတွက်အသင်းများစွာစိတ်ဝင်စားနေမယ်တကယ်ထက်ထဲဝင်ချိတ်ဆက်ပြောဆိုဆွေးနွေးမှုတွေလုပ်နေတာက United Arsenal စပါဒီ3သင်းပဲရှိတယ်။အဲ့တော့ဒီ Premier League ကလပ်3သင်းเนี่ยတသင်းကိုတော့ဒီကစားသမားရောက်လာဖို့များတယ်ဆိုပြီးတော့ Sport Watch ကတော့ကိုကာပြီးရေးသားထားတယ်ပေါ့လေ။25နှစ်ရဲ့ကနေသားကနွေရတီကြားလို့ရှိရင် Line Lee အသင်းနဲ့စာချုပ်တက်တန်ကုံဆုံးပြီးအဲ့လိုဆိုတော့ Line Lee ကိုပြောင်းချွေကျွန်တော်တို့တပြားမှပေးစရာမလို့ ပြောင်းရွှေ့ခြင်းမပေးရခြင်းရဲ့နောက်ကွယ်မှာရှုပ်ထွေးတဲ့ကိစ္စလေးရှိတယ်။အဲ့ဒါကအေဂျင့်လက်မှတ်ထိုးခြင်းပေးရမယ်။ကစားသမားတောင်းဆိုတဲ့လောကရစာပေးရမယ်။ကစားသမားလိုချင်တဲ့ကလတ်တင်ဖြစ်ရမယ်။ကစားသမားကြည်ကြသမျှကိုတီးခံနိုင်ရမယ်။ဘာကြောင့်လဲဆိုတော့သူ့အတွက်ကျွန်တော်တို့ပြောင်းရွှေ့ခြင်းမကုန်တာဖြစ်တဲ့အတွက်သူ့အတွက်ဆိုတာကလတ်တင်ဘက်ကအရန်တန်တယ်ဆိုပြီးကစားသမားစိတ်ကြိုက်လောကရစာတောင်းတော့မှာ။ ဲ့ဆိုဂျိုနသန်ဒေးဗစ်ကိစ္စကလွယ်မြောင်နေတော့ခတ်တယ်။ဘာကြောင့်လဲဆိုတော့ကြံခဲ့တဲ့နိုဝင်ဘာလတုန်းကအီဂျင်ကတခါပြောထားဘူးတဲ့။သူ့ရဲ့ကစားသမားကိုကြိုက်တဲ့ကလတင်လာခေါ်ဒါပေမဲ့သူတို့သတ်မှတ်ထားတဲ့စံနှုန်းရှိတယ်။အဲ့ဒါကတနစ်ကိုပေါင်9သန်း plus ဘောနပ်ပေးနိုင်ရမယ်။အနည်းဆုံးဒီကစားသမားကို9နှစ်ချုပ်ရမယ်။သူ့ရဲ့ကနေဒါသားကို9နှစ်အနည်းဆုံးချုပ်နိုင်တဲ့ကလတင်ဖြစ်ရမယ်။တပတ်ကိုပေါင်တသိန်းလောက်သွားကြမယ်သူပြောတဲ့တနှစ်ပေါင်9သန်းဆိုတာဗောလေအဲ့ဒီပမာဏတော့အခုသူ့ကိုဆွေးနွေးနေတဲ့အသင်းသုံးသူကမပေးနိုင်တဲ့အကြောင်းမရှိဘူးဒါပေမဲ့ ဒီကြီးဟာတန်းတယ်လက်မှတ်ထိုးကြီးရဲ့လည်းဘလောက်မှမရှိဘူးလောက်ခရစားလည်းဒီပမာဏငါတို့ပေးနိုင်တယ်ဆိုပြီးလွယ်လွယ်နဲ့ရမှုလည်းမျောလင်းလို့မရဘူးအဲ့ဒါဘာလဲဆိုတော့တိချက်ကကစားသမားသွားကြည့်အောင်မှနှိချက်ကဒီကစားသမားရဲ့အေဂျင့်ကအမြင့်ဆုံးပေးတဲ့ အသင်းကိုပဲရွေးချယ်မယ်ဆိုရင်ဘစ်တင်ဝါတစ်ခုလည်းဖြစ်လာနေဒါကြောင့်မလို့အသင်းသုံးသင်းလုံးကဒီကစားမနဲ့ပတ်သက်ပြီးတော့ဆစ်ဆက်ဆွေးနွေးမှုတွေလုပ်တယ်ဆိုပေမဲ့ငါကဘလောက်ပေးမယ်ဆိုပြီးရှေ့ထွက်လာမျိုးတော့မတွေ့သေးဘူးပေါ့လေအာဆင်နယ်မှာလည်းတခြား option တွေရှိပါတယ်အလွတ်နဲ့ရတဲ့ဒီကစားမကိုလည်းချိတ်ဆက်နေတာကကြာပြီလို့တောင်ပြောလို့ရတယ်အဲ့တော့ဒီယာဒီမှာအသက်25နှစ်ရှိဖြစ်တဲ့ကနေဒါသားကတော့လိုင်းလီအသင်းအတွက်38ဘက်မှာ22ဂိုးသွင်းပြီးတော့ရှစ်လုံးဖိုင်းထားပါတယ်ဒါကတော့ပြိုင်ပွဲဆိုမှာပေါ့လေကလပ်အသင်းရဲ့ဒီယာဒီဂိုး40မှာဆိုရင်သူက14ဂိုးသွင်းပြီး3လုံးဖိုင်းထားတယ် သွင်းကိုဖန်တီးမှုစုပေါင်း18ကြိမ်ရှိရာဖြစ်တဲ့အတွက်အသင်းရဲ့90ရာခိုင်နှုန်းလောက်အထိပါဝင်ပတ်သက်ထားတယ်ပြောလို့ရတယ်သွင်းကိုတွေမှာအဲ့တော့ဒါကိုကြည့်မယ်ဆိုလို့ရှိရင်တော့ line သင်းရဲ့အဓိက player ဖြစ်နေလို့လက်ရှိချိန်ထိခြေစွမ်းပြနေတဲ့ဒီကနေဒါသားကိုလိုချင်တဲ့ကလပ်တင်တွေဝိုင်းဝိုင်းလေတာကတော့ဒါထူးဆန်းတဲ့အရာတော့မဟုတ်ဘူးအဲ့တော့ဒီကစားသမားကိုလိုချင်တဲ့သင်းရဲ့နေဆိုလိုခလာစားပန်းပြဿနာမရှိမြဲကစားသမားဘယ်ကလပ်သင်းကိုသွားခြင်းလဲပြီးတော့ဒီကစားသမားနဲ့ပတ်သက်ပြီး agent လက်မှတ်ထိုးခြင်းဘယ်လောက်ထိပေးနိုင်လဲဆိုတာကအဆုံးဖြတ်ဖြစ်သွားတော့မှာပါ ဒုတိယမြောက်သတင်းတစ်ပုဒ်ကတော့ Football Transfer ဖော်ပြထားပါလေ။ဒါကတော့ Steven Key ဆိုတဲ့သတင်းထောက်ကရေးသားထားတာ။အဲ့မှာဗာရေးထားလဲဆိုတော့ Nicole Williams နဲ့ပတ်သက်ပြီးလောကလာစာပိုင်းမှာ Arsenal ကကြိုတင်ပြင်ဆင်ထားတာရှိဆိုပြီးသူကရေးသားထားတယ်။သူကလည်း Spain ဘက်ကလာတဲ့သတင်းအချို့ရဆိုပြီးတော့ကိုးကားရေးသားထားပါလေ။ Arsenal ကလက်ရှိချိန်မှာ Nicole Williams နဲ့ပတ်သက်ပြီးတော့ရှင်ပြီးလိုက်ရမယ့်ကလပ်အသင်းတွေမှာ Chelsea, Barcelona တို့ထက်စာရင်ဘန်နာရေးပိုင်းမှာတော်တော်လေးကို strong ဖြစ်တယ်။ အထူးသဖြင့်ဒီနှစ်သင်းထက်ပိုပြီးအသာရနေပြီးတော့ဒီကစားသမားခေါ်ဝီးနဲ့ပတ်သက်ပြီးအာဆင်နယ်မှာတိကျတည်ကြတဲ့လောကစာပေးမှုပြင်ဆင်ထားတယ်ဆိုပြီးသူကပြောသွားတယ်။အဲဆိုတော့နီကိုဝီလန်နဲ့ပတ်သက်ပြီးအာဆင်နယ်တို့ဘလို့ပြင်ဆင်ထားလဲဆိုပြီးသူရေးသားထားတဲ့အခါမှာလက်ရှိအသလက်တစ်ဘီဘောင်မှာရနေခဲ့တဲ့တပတ်လောကစာပေါင်3,800တောင်ဆိုတဲ့အနေထားကိုအာဆင်နယ်တို့ကတပတ်ပေါင်2သိန်းနဲ့ကမ်းလှမ်းဖို့အတွက်ပြင်ဆင်နေတယ်။ပထမကျွန်တော်ကြားတာတော့နီကိုဝီလန်ပေါင်2သိန်းခွဲပါ냐လိုချင်တယ်ဆိုပေမဲ့လက်ရှိ အဘီဘာအိုမှာရနေတဲ့လောက်ခရဆတဲ့နည်းနည်းလေးတိုးပြီးအာဆင်နယ်ကစပြီးကဲလန်းတော့ဖို့ရှိတယ်။အခုကဘာဖြစ်လဲဆိုတော့နီကိုဝီလန်နဲ့ပတ်သက်ပြီးလိုချင်တဲ့ကလပ်တင်တွေကဒီကစားမစာချုပ်ဖြတ်တဲ့ပေါင်တန်း90ပတ်ချလေကိုဂယူးမဆိုင်ဘူး။အတိအကသူတို့ဆွေးနွေးနေတာဒီကစားမပိုက်ဆိုင်တဲ့၄နှစ်၅နှစ်အဲ့ဒီကွန်ထရက်မှာပေးရမယ့်လောက်ခရဆတပတ်လောက်ခရဆကိုတော်တော်လေးကိုဂူးဆိုင်ပြီးဆွေးနွေးနေရတယ်။တစ်ချက်ကလေးပေးတာမှားတာနဲ့ဒီကစားမပိုင်ထားတဲ့ကလပ်တင်က9နှစ်ဆိုလဲပေး6နှစ်ဆိုလဲပေးအဲ့ဒီတပတ်လောက်ခရဆအပြည့်ဝပြီးချိန်သွားတော့မှာ။အဲ့ဆိုအာဆင်နယ်နေတဲ့တပတ်ကိုပေါင်2သိန်းပေးမယ်တစ်နှစ်ကိုပေါင် ်မှ၄တန်အနည်းဆုံး၅နှစ်ချုပ်မယ်ဆိုတဲ့ရူမာကြီးတော့တက်လာတယ်ဒါကိုတော့ Football Transfer ကစတီဗင်ကီးယားဖော်ပြထားပါဘို့လေအဲ့တော့တစ်ဖက်မှာအာဆင်နယ်ဘာကြောင့်ဒီလိုမျိုးအေးအေးဆေးဆေးရေရရောပေးနိုင်လဲဆိုတော့အာဆင်နယ်ရဲ့အဓိကလောက်ခရစားမြင်ကစားသမားတချို့ကိုနှွေးမှရှင်းထုတ်မှဖြစ်တယ်ဆိုပြီးတော့သူတို့ကရေးသားထားတယ်ပါတီ၂သိန်းတရာနေကျော်ချီညိုတသိန်းတထောင်စီစုစုပေါင်းဒီ၃ယောက်နှွေးမှထွက်ခွာသွားရင်အာဆင်နယ်ကလောက်ခရစားတစ်ဘက်ကို၄သိန်း၂ထောင်တက်တာပါမှာ ဲ့တော့ဒီ၄သိန်း2000ရဲ့တဝက်လောက်ကိုပဲနီကိုဝီလန်အတွက်ပေးချေပြီးတော့ကျန်တဲ့3ယောက်ကိုတော့လက်လွတ်လိုက်မယ်ဆိုသဘောပေါ့လေအဲ့တော့အာဆင်နယ်အသင်းအနေနဲ့ဘန်နာယီဘက်မှာပြဿနာမရှိဘူးနီကိုဝီနဲ့နံပါတ်တဲ့ပေးနိုင်တယ်တပတ်ပေါင်2သိန်းနေမဟုတ်2သိန်းချိုပြီးတော့လည်းပေးနိုင်တယ်ဒါပေမဲ့ရှေးဆွဲကစားသမားကြီးတွေမှာလည်းပေါင်2သိန်းရောက်ရတဲ့ player တွေအများကြီးရှိတာဖြစ်တဲ့အတွက်ဒီကိုဝီလန်ကိစ္စမှာအာဆင်နယ်တို့ကြန့်ကြာနေတာလေအသင်းကစားသမားကြီးလောက်ခါစား ိုးတောင်းလာနိုင်တဲ့ဆာယုသက်တံတိုးတဲ့ကိစ္စတွေကိုလည်းဒါတစ်ချက်ပြန်ကြည့်နေရပါလို့လေအဲ့တော့ကျွန်တော်ကတော့ဒီသတင်းကိုတွေ့တဲ့ခါမှာတော့ဝမ်းသာတယ်ပေါင်နှသိန်းဆိုတာကတော့အသင်းရဲ့ရှင်းငယ်ကစားသမိုင်းနဲ့နည်းနည်းတဟသတာဖြစ်တဲ့ထူးပြီးတော့ခြုံထွက်နေရမှာမဟုတ်ဘူးဘာလို့ဆိုတော့ပေါင်နှသိန်းထပ်မှာရှိတဲ့ကစားမိုင်းလည်းအများပြားရှိတာ ਉਹ အဲ့တော့နီကိုဝူလျံနှွေးမှာအာဆီလီရောက်လာမယ်ဆိုတဲ့သတင်းဒီခက်စစ်စိတ်ထွက်ပေါ်လာတဲ့အချိန်မှာပဲအာဆီလီတို့ကဒီပုံမှန်နှပြင်ဆင်ထားဆိုတာနှွေးရတီမှာတကယ်ကင်မရာမှကျွန်တော်တို့စောင့်ကြည့်သွားမှာပါ တတိယမြောက်သတင်းတပုတ်ကတော့ transfer news ကဖော်ပြထားပါလို့ဒါကအီတန်ဝန်ရီယိုသဘောတူညီမှုရဖို့အာဆင်နယ်တို့ဘာကြောင့်ဦးစားပေးပြီးခက်တသက်လှုပ်ခဲ့ရလဲဆိုပြီးတော့သူတို့ကဖော်ပြသွားတာအာဆင်နယ်တို့ကအီတန်ဝန်ရီယိုခက်တသက်သဘောတူညီမှုရဖို့အလင်းမြန်ဆွေးနွေးခဲ့ရတာကဒီကစားမောက်ကို Real Madrid, AC Milan, PSG တို့ကစိတ်ဝင်စားနေခဲ့ပြီးတော့အနီးကဆောင်ကြည့်ရတဲ့အသင်းတွေမှာဆို Chelsea နဲ့ Manchester City တို့တို့အသင်းတွေပါဝင်နေတာဖြစ်တဲ့အတွက်ကစားသမားကို Sourcey Agreement ကြိုလိုက်တာလို့ကြားသိရပါတယ်အခု Cough site လို့လို့စိတ်ချတည်ကြတဲ့သတင်းဌာနပေါ်ပြထားတော့ဒီကစားသမားကအာဆင်နယ်နဲ့အရာအလုံးပြီးစီးသွားပြီ official sign နဲ့ဒါရိုက်ကူးရေးလုပ်ဖို့ပဲကြံတော့ဆိုပြီးတော့ Cough site ကလည်းပေါ်ပြထားပါဘောလေအဲ့ဆိုကိုနှစ်သားအရွယ်တွေကစပါးတို့ Chelsea တို့စီဟာ Academy ကမ်းလှမ်းမှုတွေကို ဒီကစားသမားလေးကညှင်းဆန်ခဲ့တယ်။သူကအာဆင်နယ်ကိုသဘောကျတဲ့အတွက်ပေါ့လေ။ပြီးတော့ Chelsea, Manchester City တို့ရဲ့မမောလောက်ဖွဲ့ရာပရိုစာချုပ်တွေကိုလည်းညှင်းပယ်ခဲ့ပြီးတော့အခုအသက်16နှစ်နဲ့နည်းနည်းဆွန်းလာတဲ့အချိန်မှာတော့အာဆင်နယ်နဲ့ official signing တစ်ခုကို9နှစ် contract ဆိုတဲ့အနေထားမျိုးနဲ့မကြခင်မှာလက်မှတ်ရေးထိုးသွားတော့မှာပါ။ဒီ16နှစ်ရွယ်ကစားသမားတော့ဒီရာသီ29ဝန်းမှာ12ပွဲထိပွဲထွက်ကစားထားတယ်။16သမီးတစ်လုံးဖိုင်ထားပါတယ်။ Premier League 3ဂိုး၊ Champions League 2ဂိုး၊ Carabao မှာ3ဂိုးသွင်းထားပြီးတော့တကယ်ကို great performance ပြနေရဖြစ်တဲ့အတွက် က်လက်ရှိ U21 မှာကစားနေပေမဲ့အင်္ဂလန်လက်ရွေးစစ်သင်းမှာမကြမီရွေးချယ်ခံရမယ်ဆိုတဲ့တစ်ပေးမှုတွေ Twitter မှာတော်တော်လေးပြန့်နှံ့နေပါတယ်ညီကိုတို့ကဤတဝန်ဒီအာဆင်နယ်မှာဘဲချင်းလက်မှတ်ရေးထုတ်မယ်ထင်လဲခေါ်မဝင်ရောက်ရေးသားပြီးတော့ပါဦး음အရေးကြီးတာကတော့သဘောတူညီမှုယူထားဖို့အရာအလုံးပြီးစီးထားဖို့ပဲရိုက်ကူးရေးလုပ်ပြီး official sign နဲ့လောက်တာကတော့ဘဲချင်းပဲလုပ်လို့ပေါ့လေဒါကတော့သိအရေးမကြီးတော့ဘူး ဒီ season လေးကိုဒီကောက်ကွန်ကြီးပန်းအောင်ပြီးရရှိုးဘောလုံး online အကြောင်းလဲကျေးဇူးတင်ပါတယ်အမဆော့မယ်ဆိုတော့ဘိုင်ဘာဖုန်းနံပါတ်တင်ရအောင်6 4 1 6 6 3 5 3 6ဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရိုက်လုံးဖြစ်လို့ငွေပုံဝင်ရှာရှိမှာဘောလုံးပွဲတွေလောက်မှာဘောလုံးပွဲတွေလုံးဝမလောက်တဲ့ဆိုတော့ YouTube မှာကိုထွပပေါ်ရှိုးရရှာပြီးကျွန်တော်အားပြုလို့ရပါတယ် iPad ခုချကို sport internet 9 3 bit ကိုလည်းကစားလို့ရနေပါပြီကဲနောက်ဆုံးသတင်းတစ်ပုဒ်ကိုတော့ April လတွင်းမှာကံမဲ့ ာဆင်နယ်ရဲ့ခုနှစ်ပွဲနဲ့ပတ်သက်ပြီးဖော်ပြပေးတော့မှာပါ။နှစ်ရက်နှစ်ရက်နေစပြီးအာဆင်နယ်ကပွဲတွေတောက်လျှောက်ခံရပြီ။နှစ်ရက်နှစ်ကြာလို့ရှိရင်တော့ကိုအင်ကွေးမှာဖူဟန်ကိုအက်ခန့်ကစားရမယ်။ဆန်နိုဂျီရောညတကောင်ရန်တနာ15 AM ချိန်မှာ အားလုံးမြန်မာစံတော်ချိန်နဲ့ပဲကျွန်တော်ပြောသွားလိုက်တော့မယ်9ရက်နေ့ကျရင်တော့ည6နာရီမှာ Everton အကွင်းမှာတွားရောက်ပြီးတော့ကြင်ရပါမယ်9ရက်နေ့ကျရင်တော့ Real Madrid နဲ့ Champions League ပထမအကြောဖြစ်ကိုယ့်အင်ကွင်းမှာကြင်ရမယ်10ရက်နေ့ကျရင်တော့ဂျာယက်ထဲမှာ Brentford နဲ့ကြင်ရမယ်ပြီးရင် Real Madrid နဲ့ဒုတိယအကြော Barnabyu မှာကျွန်တော်16ရက်နေ့မှာတွားပြီးကြင်ရမယ်အဲ့ဒါလည်းမနက်7နာရီခွဲ AM အချိန်မှာပေါ့လေ Brentford နဲ့ကတော့ည7နာရီ PM အချိန်မှာကြင်ရမှာပေါ့လေ Real Madrid နဲ့နှစ်ကြော်လုံးကတော့ည3:00ရန်7နာရီခွဲ AM အချိန်မှာကြင်ရမှာပေါ့လေဒါတည်းမြန်မာစံတော်ချိန် ည်ပါပဲ20ရက်နေ့ကြာလို့ရှင်တော့ဒါ is switch down နဲ့ကြရမယ် ဲ့ဒါကတော့အာဆီနယ်အနေနဲ့အဝေးကွင်းပွဲစဉ်ဖြစ်ည9:00နာရီခွဲ PM ကမ်းပါပါပြီးတော့26နှစ်ကြာရင်တော့ခရစ္စတယ်ပဲလေးကိုကိုအင်ကွေးအမရိတ်မှာည17နာရီမှာအက်ခံပြီးကစားပါမယ်အဲ့တော့ဒီပွဲစဉ်တွေကိုကြည့်တဲ့အချိန်မှာဖူဟန်အေဗာဒန်ကတိတ်ပြီးပြဿနာမရှိမိရီယယ်မက်ဒရစ်နဲ့ကမ်းမယ်နှစ်ကျော်စလုံးရဲ့ဂျားထဲမှာရှိတဲ့ဘရန်ဖို့ကတော့နည်းနည်းအဓိကကစားမတွေခြွေတာပြီးကမ်းဖို့ရှိတယ်ပထမကျော်ကိုအင်ကွေးမှာဘလို့ရလက်ပဲထွက်ထွက်ဒုတိယကျော်အတွက်ဘလောက်ပဲအားမွေးပါပြောပြောဘရန်ဖို့နဲ့ကမ်းရမယ်ပွဲတော့တကယ်ကိုယူကရရီဆန်ဒီကိုရဲ့နေ့နဲ့18နှစ်အ တွင်းစုစုပေါင်းပေါ့လေဒီ9ရက်နဲ့18ရက်ဆိုစုစုပေါင်း8ရက်အဲ့8ရက်အတွင်းမှာ၃ပွဲကံရမယ့်နေသားဖြစ်သွားတယ်အဲ့ဆို Brentford ကပထမကြော Real Madrid နဲ့ကံပြီး၃ရက်အကြာမှာပဲချက်ချင်းကံရမယ့်နေသားဖြစ်သွားတယ်အဲ့ဆိုဂျားထဲမှာတော့ Premier League ကိုတော့ဘယ်လိုကြီးမန်းထားလဲတော့မသိဘူးတေချာတစ်ခွတော့ Arsenal က Real Madrid နဲ့နှစ်ကြော်လုံးအတွက်အဓိကကစားသမားတွေကိုအင်ပြေအားပြေသုံးသွားဖို့ရှိပါတယ်အဲ့ဆို ျွန်တော်ဒီ match လာတွေမှာနိုင်ငံတကာပွဲစီနေရှိတယ်တချို့ထန်ရရတဲ့ကစားသမားတွေပြန်လာမယ့်အနေထားမှာဘူကောအိုဆာကာဒီခုနှစ်ပွဲမှာဘယ်နှပွဲထိဝင်ပြီးကံဝင်ရမလဲစောင့်ကြည့်သွားမှာပါအဆုံးထိကြည့်ပြတော့လဲအားလုံးကျေးဇူးတင်ပါတယ်